ြဖြတ်ပြဖြတ်ဟုတ်ကဲ့ဖြတ်ဖြတ်အညီအကိုနဲ့တော်မပတ်သက်မိစေသူတို့နဲ့သူတို့တုံးနေအောင်ချစ်တဲ့ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေညီမလေးရေဝိုင်းလိုက်ကိုကြီးကိုကြီးတို့ရတော့ပထမဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့ဒီကကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိပ်ပိတ်သွားခဲ့တဲ့နေပေါ့တုံးတော့ကျွန်တော်လောက်ခွင့်ပြပါတော့ ဒီလေးကငါတို့တုံးအောင်လုပ်တွေ့အရန်ကိုတံမိုးထားရတဲ့ရဲ့ဒီလိုဇလန်းမျိုးလေးတွေကကြတော့လေကျွန်တော်တို့အရင်တော့ကလည်းအများကြီးတော့ကျွန်တော်ရိုက်ခူးပါတယ်ဒါပေမဲ့လည်းဒီဇလန်းကကြတော့မတင်ပတ်တဲ့ဇက်ရဲ့အချိုးအခွေတွေပါတယ်နောက်တစ်ခုကကြတော့ဟိုဟာချစ်ချင်းမြတ်တာကိုတမျိုးလေးပေါ့တို့ဆက်ဖို့ဖတ်လိုက်ကြတယ်ကဒီဥဆောင်တဲ့စိတ်ဖြစ်ဒီကြကြာဖြစ်နေလိုက်ရတယ်ဒီဟာ

အဲ့တော့ဇာကားထဲမှာလဲတာနောက်နောက်တဲ့စကလုံးသူကအကြီးရတဲ့လူတော့လေအကြီးဆရာလို့မခေါ်ပါဘူးတော့သူအကြီးကောင်းဆိုခေါ်တာအကြီးကောင်းလို့ခေါ်တော့သူကဟိုဟာဘောကျွန်တော်ဘသူဘသူကောင်းနေရှိရလေထိုးရင်အဲ့လိုသူငယ်ငယ်တော့အကြောင်းတွေတော့ဘသူကောင်းအတုတ်ခံရတော့သူကဘသူအကြီးကောင်းလို့ခေါ်ရင်ဘသူကောင်းကိုမျက်လုံးထဲမှာမြင်နေလို့သူ့ကိုပကြောင်မီဆွေးပြောင်းခေါ်ခိုင်းတာပေါ့ တော့ကိုရရနိုင်မယ်လို့ဖြစ်သွားတာပါအဲ့လိုအဲ့လိုမျိုးဖြစ်သွားဇက်ဇက်ကားထဲမှာအဲ့ဒါရလို့လေးနဲ့အဲ့ဇက်ကွက်ကလေးကပါတော့အဲပချောင်ကြီးဖြစ်နေတာဒီကားလေးကဟုတ်ကြောင်ကြီးရဲ့သဘောကြလားကြောင်ကြီးရဲ့သဘောကြပါလေအဲ့ဆိုတော့လည်းနားထဲမှာလည်းဟိုကိုရီးယားနာမည်လေးဆိုတော့လေဟိုတင်တာဆန်းနေမလားပေါ့နော်ပြိတ္တာသောယောက်ကလည်းတကယ်ကိုပေါ့နော်သူကဒီညီမလေးကိုအရင်အချစ်ကြီးပြီးတော့ပေါ့နော်ဘယ်လိုပုံလဲဆိုတော့အုံမိုးထားတာညီမလေးနားကိုဘယ်လိုမှကတ်လို့မရဘူးအဲအဲ အဲဒါချင်းကဲတဲ့ကာရိုက်တာလေးချင်းကဲချင်းကဲတဲ့ကာရိုက်တာလေးကဘယ်လိုလဲဆိုတော့6တခါ6တော်တယ်ပေါ့နော်6တခါ6တော်လဲဆိုတာလေတခါလေးကြာရင်ဘယ်လိုပုံလဲဆိုတော့ဒီဒီကို3ယောက်ရဲ့စိတ်ကိုသိအောင်လုပ်ရတာလေးတွေကစိတ်ဝင်စားကြတာကောင်းပါတယ်ဒီကတော့ဒီကားထဲမှာတော်တော်များများကဒါ director ရဲ့ production ရဲ့အလိုအလိုကြပေါ့အလိုကြဆိုတာကတော့ကျွန်တော်တို့ဒီကားကတော့ကျွန်တော်အနေနဲ့အများကြီး ကိုပေါ့တော့ဒီကားမှာတောင်းဆိုထားတာဘာမှမရှိဘူးဆိုတော့တတ်တနိုင်ဆုံးပေါ့နော် character တစ်ခုအနေနဲ့ရာနေပြီးတော့မှဒီဇာလန်းလေးကိုကျွန်တော်အားဖြည့်တဲ့သဘောမျိုးနဲ့ဒီကားလေးကိုအဓိကရိုက်ထားတာပေါ့နော်ဒီကားတော့ဒီရုပ်ရှင်ဇာကားဇာလန်းကောင်းတစ်ခုကိုကြည့်စေချင်တဲ့ကြည့်ရဲ့ဆက်နောက်ပြီးတော့ဒီကားလေးမှာဒီ character မှာကိုပါဝင်လိုက်တဲ့အလျောက်ပေါ့နော်ဒီဒီ character လေးဒီအဲကိုနဲ့ ့အသားလေးပေါ့နော်ပြိတ္တနဲ့ပုံစံထဲမှာအမှတ်တရလည်းရှိနေနိုင်တဲ့ဟိုပါပေါ့နော် character လေးတစ်ခုအာဇလန်ရည်ရွယ်ချက်လေးတစ်ခုကိုတိဆောက်ထားတာဆိုတော့ဥပေါင်းပြီးတော့မှကျွန်တော်တို့ကရက်ကူးထားတာပေါ့နော်အဓိကတော့ leader role leader role ကြီးကိုကျွန်တော်တို့က main အဲ role ကြီးတစ်ခုကိုတည်ထားတာမဟုတ်ဘဲနဲ့ဇက်ကောင်ဇက်ကောင်ကိုဇက်ကောင်တယောက်ချင်းတယောက်ချင်းဒီဇက်ကောင်ကိုပူပေါင်းပြီးတော့မှဒီဇက်အိမ်ဖွဲ့ထားတာဖြစ်တဲ့အခါကျတော့ဇလန်လေးက ဟိုပို့ပြီးတော့လည်းဟိုပြိသက်အနေနဲ့ပေါ့နော်ဟိုကြီးကြီးစရာတောင်းလေးတွေတော်တော်များတယ်ပေါ့နော်ဟိုတရိုက်တာတယောက်စီတယောက်စီတိုင်းရဲ့အားလေးတွေရှိတဲ့အခါကျတော့ဒီကားလေးကဒါပြိသက်လည်းပို့ပြီးတော့စိတ်ဝင်စားမှုရတယ်လို့ပြောပါတယ်ဖြတ်ဖြတ်ဖြတ်အင်ကြီးကိုလည်းတော့မပတ်သက်မိစေသူတို့တုံးနေအောင်ချစ်တဲ့ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေ ံဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့နေရာကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိမ့်ပိတ်သွားခဲ့တဲ့နေပေါ့တုံးတော့ကျွန်တော်လောက်ခွင့်ပြပါနော်တော်ရအောင်လို့တွေ့ရန်ကိုတံမိုးထားရတဲ့ရဲနာဇာတ်မျိုးလေးတွေကကြတော့လေကျွန်တော်တို့အရင်တော့လည်းအများကြီးတော့ကျွန်တော်ရိုက်ဘူးပါလေဒါပေမဲ့လည်း ဟိုဒီဇလန်ကကြတော့မတင်ပတ်တဲ့ဇာတ်ရဲ့အထူးအခွင့်အရေးပါတယ်နောက်တစ်ခုကကြတော့ဟိုဟာချစ်ချင်းမြတ်တာကိုတမျိုးလေးပေါ့တို့စက်ကိုဖတ်လိုက်ကြတဲ့ကဒီဥဆောင်တဲ့စစ်ဖြစ်ဒီကြကြတင်လိုက်ရလဲဒီဟာဒါကောမဒီလိုင်းကိုလိုက်တဲ့ဒီရောက်နေတော့ဒူမက်စ်ကမှာဒီလိုက်စံမှာလည်းဒီကအာလိုက်ချင်တယ်ဆိုတော့ကြတော့ပြတ်တက်တယ်လည်းအသိဆုံးဖြစ်နေတယ်ပေါ့နောက်ပြီးတော့ သူရဲ့လူပညာဒီ creative ပညာကိုလည်းဝင်ရှိလာလို့အကောလုံးကဒါဒါဒေဥဆောင်ဆိုတာတဲ့ကိုပို့လို့ပါလေဘာလို့ဆိုတော့ဒီကားလေးကကျွန်တော်ထင်တယ်ပုံမှန်ကားတွေထဲပို့ပြီးတော့တောင်မှသူတို့အာရုံပို့ပြီးတော့ဆက်ကြတာပေါ့နောက်တစ်ခုကကျတော့ဟိုစီးတွေကခဏခဏပြန်ရရတဲ့စီးတွေရှိတယ်အော်သူကဟိုပါဒိုက်ပီဆိုတာနဲ့အကုန်လုံးကအဝင်ကြီးကဖြစ်နေတာပေါ့နော်ဒါတော့ character ရဲ့စီမျိုးမှုတွေอ่ะเนาะဟိုအဲ့ဒါအကြတော့ကျွန်တော်ဇကာကြီးမှပုံပေါ်လာမဲ့ဟာလေเนาะဟောပေါ့ဇကာလေးကတော့ရာသဆိုဇကာလေးကိုပရိသတ်တွေပရိသတ်ကိုတည်သားစေတင်တာပေါ့ဟာ comedy line တစ်ခုလည်းမဟုတ်ဘူးကျွန်တော် live drama မှာ58ဟိုအဓိကပုံပေါ်ထားတယ်အဲ့ဒါကိုမှလုံလုံကျူးကျူး58ကြီးတာဟိုလုံလုံလုံကျူးသွားတဲ့အချိန်မှာဒီဖက်ဆိုးကျူးဖြစ်တတ်တဲ့ဆိုတဲ့အကြောင်းလာတယ်စကားကနေပြီးသား ဒီနောက်ပိုင်းရိုက်တဲ့ကားလေးမှာဆိုတဲ့ကိုယ်ကသဝင်လေးကိုဖူးကြကြလေးပုံပေါ်ပြီးတော့ဝင်ပါတော့ဒီကိုယ်တော်လည်းတွေ့ရတယ်ဆိုတော့ပြောပြပါဦးဟုတ်ကဲ့ဒါကတော့ကိုကင်လိုင်းပေါ့ကိုကင်လိုင်းရဲ့တောင်းဆိုမှုသူကလည်းဒီဒီကားလေးထဲမှာအချင်းဒီချင်းလေးရမှန်မှာတော့ကျွန်တော်တို့ကဟို version 3မျိုးရှိတယ်မိန်ကလေး version ပါတယ်ဒီ jewel version ပါတယ်ဟုတ်ကဲ့ဆိုတော့ version ပါတယ် version က3မျိုးဆိုတော့ဒါဟိုပါတော့ကိုကိုတိုင်းပေါ့ဖန်ပြန်ပြီးတော့အစ်စ်ဖန်တီးရမယ်အနေထားဖြစ်နေတာပေါ့နော် ကြောင့်မလို့ဒီကားလေးကိုအထင်ကြီးနေတယ်။အဓိကကတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့ဟိုတချင်းပေါ့တချင်းကိုကျွန်တော်တို့က professional အဲလမ်းကြောင်းပေါ်မှာရှိတဲ့လူမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကတော့တချင်းဆိုတာတက်ဖို့ကျွန်တော်တို့ကနှလုံးသားကိုပူဇော်ပေးရအောင်ဒီကားလေးလေးမှာကျွန်တော်တို့ကဇက်ကောင်ရဲ့ခံစားမှုကိုကျွန်တော်တို့ကထည့်ပြီးတော့ကျွန်တော်တို့ကတချင်းကိုခံပြရအောင်နော်။ဒါကြောင့်မလို့ဒီဇက်ကောင်ရဲ့ emotion ဇက်ကောင်ရဲ့ခံစားမှုတွေကတော့ပို့ပြီးတော့ပါနေတယ်လို့ထင်တယ်ဟုတ်ပါဘူး။ အပြောင်ပေါင်းကတော့ဒီပြိတ္တစိတ်ဝင်စားနေလို့ပဲကျွန်တော်တို့ကစိတ်ဝင်စားတာလည်းပုံလုံးနဲ့ဇာတ်ရည်အလှည့်ပြောင်းလေးတွေရှိပါတယ်ဒါကြောင့်မို့ယုံနေတဲ့အချိန်မှာလာတော့အားထုတ်ပါဘူးဖိတ်ပါတော့ကျေးဇူးပါ